ကဲဒီနေ့ဗီဒီယိုကတော့ကျွန်တော်ငားဆိုင်ရောက်တုံးလေးကျွန်တော်ငားလေးတွေကျွန်တော်ရိုက်ပြထားရပါတော့။ဒါဒီကောင်ကြီးတွေကတော့အရင်လာရပါတော့။တော်တော်လေးကြီးတယ်ပြင်မှာ။ဒါအော့စကာဖစ်ပေါ့နော်။အန်ဒီကောင်တွေကတော့ဒါသူတို့မျိုးစိတ်အချင်းချင်းပဲမွေးလို့ရရပါတော့။တခြားငားတွေနဲ့တွဲဖက်ပြီးမွေးလို့ရတော့မကောင်းဘူး။အခုမြင်ရတဲ့ကောင်ကြီးကတော့ဒါအေဝါနာပေါ့။လက်ကီးဖစ်လို့လည်းခေါ်တယ်။ဒါတောင်ရှေးပေါ့နော်။အဲအခုလိုမျိုးအက်ဇော့တစ်ငားတွေမွေးမယ်ဆိုရင်တော့ site to guide to ငားတွေပဲမွေးရကောင်းတယ်ပေါ့နော်။ဒါလေးတယောက်ဒါအင်ဂျယ်လေးပေါ့နော်။ဒါက ကျွန်တော်ငငယ်လေးထဲကတွေ့ရတယ်ငါပေါ့နော်လူလဲရံမွေးများတယ်တော်တော်လေးမွေးလို့ကောင်းတယ်ပေါ့နော်နားလေးကတော့ဒါပလက်တီအမဲလေးပေါ့မော်လီအမဲလို့လည်းခေါ်တယ်အဲခွာလေးတွေပေါ့နော်ဒီကောင်လေးနည်းနည်းရှားတယ်အဲဒီကောင်လေးတွေကတော့ဒါဇီဘရာနဲ့ကာလာတထွာနဲ့ပေါ့နော်အဲဒီငါကတော့ကောမတ်ပါအဲသူကတော့ငါးဆိုင်နဲ့မရှိမဖြစ်ပေါ့နော်ဒီငါလေးတွေကတော့ဒါမြန်မာမျိုးရင်းလေးတွေပဲဒါအခုနောက်ထွက်တာပေါ့နော်ဘာငါလဲတော့ကျွန်တော်လည်းနာမည်ကတော့သိချာမသိဘူးကျွန်တော်နောက်ကြိုက်တော့စာတန်းလေးထိုးပေးရမယ်ပေါ့နော် ဒီကောင်လေးတွေတေးသေးကူးကူးလေးနဲ့ဆန်ကတော့ပြောတယ်ရင်းကြီးစားရလို့တော့ပြောတယ်ဗောနော်အဲဒီကောင်ကတော့ဒါ Goran ဗောနော် Goran မှာသူကအသေးစားလေးဗောနော် Goran ကနည်းနည်းဈေးကြီးရတယ်မှာပါတယ်အဲဒီကောင်ကတော့ငါမီးလောင်လို့ခေါ်တယ်ဗောနော်ဒါမြန်မာမျိုးရင်းပဲဒါကတော့သူအရွယ်ရောက်ပြီးသားပုံဗောနော်အဲဒီငါကတော့နိုင်ငံတကာအလောင်းမင်းငါဝါသနာရှင်တွေတော်တော်များများအကြိုက်တွေ့တဲ့ငါးပါတော့နောက်ထပ်ထူးဆန်းတဲ့ငါးဆိုလို့ကျွန်တော်ဒီငါးပုံစံလည်းတွေ့ရသေးတယ်ဒီငါးကတော့ကျွန်တော်မသိပါဘူးခင်ဗျ နောက်ထပ် Airwana တောင်တူလေးလည်းတွေ့ခဲ့တယ်ပေါ့နော်ကျွန်တော်ကတော့အဓိကဒီနေ့လာဝယ်ရတော့စုတ်ခွက်ရဲ့ Zebra ရဲ့အဲကျွန်တော်ဖောက်မဲ့ Fighter လေးနည်းနည်းပါးပါးလာဝယ်တာပေါ့နော်